တမရာကြီးဦးဝင်းမြင့်အားမွေးဖွားခဲ့တာ84နှစ်ရှိပါပြီ။တမရာကြီးဦးဝင်းမြင့်အကြောင်းကိုစဉ်းစားတော့အစီအရေပေါ်လာတာကလရလောက်တော့ငှက်တိုင်းလာတယ်ဆိုတဲ့သူစကားရဲ့တမရာအဖြစ်ကနေနှုတ်ထွက်မပေးနိုင်ဘူးအသက်အသေးခံပဲဆိုတဲ့စကားရဲ့ NLD ကနှုတ်ထွက်ရင်ကားပါမင်းငွေကြေးတွေအင်ရှင်မြေတွေပေးမယ်ဆိုတာကိုညင်းဆိုခဲ့ပြီးထောင်ထဲမှာတိုက်ပိတ်ခံခဲ့တာရဲ့သူသမီးမင်္ဂလာဆောင်ကို ခံခံနာနာမလုပ်ရဘူးလို့ရည်လဲ လက်ဖွဲ့ငွေပစ္စည်းလုံးဝလက်မခံရဘူးဆိုတော့သူ့ရဲ့ဆုံးဖြတ်ချက်ရဲ့သူ့ရဲ့သမ္မတတာဝန်နိုင်ငံခြားခီးစင်မှာအမေရိကန်ဒေါ်လာ303ခွင့်ရှိတာကိုဒေါ်လာ30ပဲသုံးခဲ့တာရဲ့နိုင်ငံတော်သမ္မတလွှတ်တော်ဥက္ကဋ္ဌစားတဲ့အစိုးရတာဝန်ကြီးတွေလက်ဝယ်ရှိခဲ့တာတော့ကိုပါအိမ်ပိုင်အောင်မဖန်တီးခဲ့ပဲအစိုးရအိမ်နဲ့အငှားအိမ်တွေမှာသာနေထိုင်ခဲ့တာရဲ့စတာတွေဖြစ်ပါလေလက်မစားခဲ့၊ဂွေမဖန်ခဲ့ ိုကျိုးမကြည့်တဲ့နိုင်ငံရေးသမားရှင်နေဥပဒေသမားပြည်သူ့လွတ်တော်ကိုယ်စားလှယ်၄ချက်ကပြည်သူ့လွတ်တော်ဥက္ကဋ္ဌနဲ့သမရာကြီးဦးဝင်းမြင့်ပါအဝင်းမြေဟာ အခုအခါတောင်ငူထောင်မှာဒါမှမဟုတ်စစ်တပ်ကထားတဲ့တခြားနေရာတခုမှာမတရားအကျဉ်းချခံထားရပါလေ။ဒါကြောင့်တူမွေးနေ့နဝင်ဘာ၈ရက်နေ့စနေနေ့မှာတူအတွက်84နေပြည့်မွေးနေ့ပွဲတွေကိုစူပေါင်းကျင်းပပေးကြပါ။ ။ဦးဝင်းမြင့်ဟာပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ဆယ်ဦးမြောက်နိုင်ငံတော်တမရကြီးဖြစ်သလိုနိုင်ငံရေးတမရှိနေတဲ့ဦးဖြစ်ပြီးဒုတိယအကြိမ်ပြည်သူ့လွတ်တော်ဥက္ကဋ္ဌအဖြစ်2016ဖေဖော်ဝါရီတရက်ကနေ2018မတ်လ21ရက်နေ့အထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်။အဝင်းမြင့်ကို1951နိုဝင်ဘာ10ရက်ကအေယာဝတီတိုင်းဒနုဖြူမြို့နယ်ညောင်ရှောင်းကျေးရွာမှာမွေးဖွားခဲ့ပါတယ်။ရန်ကုန်ဝိဆာနင်းသိပ်ပံတက္ကသိုလ်က ဘူမိပေဒါဘာသာရဲ့သိပ္ပံပွဲနဲ့ HGPRN တို့ကိုရရှိခဲ့ပါတယ်။သူဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒနုဖြူမျိုးနဲ့စီယုံရေးအဖွဲ့အတွင်ရေးမှူးအရာဝတီတိုင်းစီယုံရေးအဖွဲ့အတွင်ရေးမှူးမဟုတ်လို့အမှုဆောင်အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့ပြီးလက်ရှိ NLD ဒုတိယဥက္ကဋ္ဌဖြစ်ပါတယ်။1990ပြည်နှစ်ရွေးကောက်ပွဲမှာဦးဝင်းမြင့်ကပြည်သူ့လွတ်တော်အမတ်အဖြစ်မဲအရေးအတွက်96ရာခိုင်နှုန်းအနိုင်ရခဲ့ပါတယ်။ 2012ကြားပြတ်ရွေးကောက်ပွဲမှာလည်းပသိမ်မြို့နယ်မဲဆန္ဒနယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်တင်မြှောက်ခံရပါတယ်။2015ခုနှစ်နဲ့2020ရွေးကောက်ပွဲတွေမှာလည်းတောင်ပွင့်မြို့နယ်မဲဆန္ဒနယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်နှစ်ကြိမ်ရွေးချယ်တင်မြှောက်ခံရပါတယ်။ပြည်သူ့လွတ်တော်ဒုတိယအကြိမ်အစည်းအဝေးမှာပြည်သူ့လွတ်တော်ဥက္ကဋ္ဌခန့်အပ်တာဝန်ပေးခံခဲ့ရပြီး2018မတ်လ22ရက်နေ့ပြည်သူ့လွတ်တော်ဥက္ကဋ္ဌကနေနှုတ်ထွက်ခဲ့ပါတယ်။ တမရဥထင်ကျော်နှုတ်ထွက်ပြီးနောက်2018မတ်လ28ရက်နေ့တမရရွေးချယ်တင်မြောက်ပွဲမှာမဲအများဆုံးရရှိပြီးတမရဖြစ်လာခဲ့ပါတယ်။ဦးဝင်းမြင့်ဟာတမရမဖြစ်ခင်ကတည်းကမှန်ရာကိုပြတ်သားစွာထောက်ပြပြောဆိုတတ်သူဖြစ်ပါတယ်။ DVV ရုပ်သံအစီအစဉ်တစ်ခုမှာစံဖို့ပါတီဘက်ကဆွေးနွေးသူကတမရဟာစည်ရင်အမြင်ရှိရမှာမို့လို့ NLD မှာတမရလုံနိုင်သူရှိသလားလို့မေးခဲ့ပါတယ်။ ဦးဝင်းမြင့်ကအာဏာရှင်ပါတီမှဆိုကြိုက်တဲ့လူကိုကောင်းခေါက်ရွေးတဲ့ဒီမိုကရေစီပါတီတွေမှာတော့စီရင်စီဆုံးဖြတ်ချက်နဲ့ရွေးပါတယ်။တမရလုံနိုင်သူရှိသလားဆိုရင်တော့လဒါလောက်တော့ငှက်တိုင်းလှပါတယ်လို့ပြောခဲ့ပါတယ်။စစ်တပ်အာဏာသိမ်းတဲ့နှစ်2021ဖေဖော်ဝါရီတရက်မနက်မှာတမရဦးဝင်းမြင့်ကိုစစ်မှားရေးအကြောင်းပြနှုတ်ထွက်ပေးဖို့စစ်တပ်ကသူ့ရဲ့တမရအိမ်တော်မှာလာပြောပါရယ် နှုတ်ထွက်မပေးနိုင်ဘူးလို့ပြန်ဖြေတော့နှုတ်ထွက်မပေးရင်ပုပ်ကိုရေးအရာထိခိုက်မှုရှိနိုင်တယ်လို့ဆိုပြီးပြောခဲ့ပါတယ်။အဲ့ဒီကလေးကဥဝင်းမြင့်ကိုဖမ်းသွားပြီးနောက်၈လအကြာအောက်တိုဘာ၁၂ရက်တရက်ခွင်မှာကြမှဥဝင်းမြင့်ကအခုလိုထွက်ဆိုသွားပါတယ်။2021ဖေဖော်ဝါရီတရက်မနက်9နာရီဦးဝင်းမြင့်အခန်းထဲကိုဗိုလ်ချုပ်ကြီးနှစ်ဦးဝင်လာပါတယ်။ကျမကြီးအကြောင်းပြပြီးနှုတ်ထွက်ပေးဖို့ပြောတယ်။ အဲ့ဒီတော့သူကကျမရေကောင်းတဲ့အတွက်နှုတ်ထွက်မပေးနိုင်ဘူးလို့ပြောခဲ့ပါတယ်။အဲ့ဒီလိုပြန်ပြောတဲ့အခါမှာပုပ်ကိုရေထိခိုက်မှုရှိနိုင်တယ်ဆိုပြီးသူကိုပြောတယ်။ဦးဝင်းမြင့်ကလည်းပုပ်ကိုရေအရာထိခိုက်မယ်ဆိုလည်းမတတ်နိုင်ဘူးမင်းတို့ငါ့ကိုတက်ရင်တက်လို့ပြောခဲ့တဲ့ဒါကတော့သမရာကြီးဦးဝင်းမြင့်ရဲ့ရှင်တွေကတည်င်းဌာနတွေကိုပြန်ပြောခဲ့တာတွေဖြစ်ပါတယ်။မအားလာရဲ့စစ်တပ်ဟာ1959ခုနှစ်ကလည်းဗိုလ်ချုပ်ကြီးမောင်မောင်ကိုလွှတ်ပြီး ဝင်ကြီးချုပ်ဦးနုထံကအာဏာကို အခုလိုအဝင်းမြင့်စီမှတောင်းတယ်လို့ပဲ တောင်းခဲ့ပါတယ်။1959မှာဝင်ကြီးချုပ်ဦးနုကလွယ်လွယ်နဲ့ပေးခဲ့ပေမဲ့အခု2021မှာတော့တမနာကြီးဦးဝင်းမြင့်ကမပေးခဲ့တော့စစ်တပ်ဟာအခုအထိအခက်တွေ့နေရတာဖြစ်ပါတယ်။တမနာကြီးဦးဝင်းမြင့်ရဲ့ကျေးဇူးကြီးပေစွာတမနာကြီးဦးဝင်းမြင့်ဟာတနုပြူဇာတိဖြစ်ပါတယ်။ NLD မှာလောက်တာကြောင့်နှောက်ယှက်မှုတွေများပြီးသူစီးပွားရေးပြတ်ပါတယ်။ ဇနီးတဲ့တော်ရွှေရွှေနဲ့တာသမီတွေလည်းဒုက္ခရောက်ကြပါတယ်။အိမ်လဲရောင်းလာရပါတယ်။ NLD ကထွက်ပေးရင်ကပမစ်တွေပေးမယ်၊ငွေ၊အိမ်၊ရှန်လုပ်ငန်းပေးမယ်လို့စီယုံပါတဲ့။သူကလက်မခံခဲ့ပါ။ဦးဝင်းမြင့်ကိုမဆိုထားနဲ့တာသမီတွေကိုတော့အလုံးမရအောင်စစ်ထောက်လန်းကြီးကလိုက်ပိတ်တဲ့။ဦးဝင်းမြင့်ကလည်းသမီးမင်္ဂလာဆောင်ကိုတော့အကျဉ်းလုတ်ခိုင်းတဲ့။ နောက်ပိုင်းမှာဇနီးတဲ့ဒေါ်ရှိုရှိုကဒေါ်ဆန်းစုကြည်ကိုအကူအညီတောင်းပြီးပြောခိုင်းတော့မင်္ဂလာဆောင်လို့ရပေမဲ့လက်ဖွဲ့ပစ္စည်းလက်ဖွဲ့ငွေလုံးဝလက်မခံရဘူးတဲ့။သူဟာအဂတိကိုတင်းတင်းကြပ်ကြပ်ရှောင်ကြည်ခဲ့ပါတယ်။ဒါတောင်မှစစ်တပ်ကသူ့ကိုအဂတိအမှုပေါင်းများစွာနဲ့မဟုတ်မမှန်မတရားအမှုရှင်ပြီးထောင်နှစ်ရှည်ရှာတာပါတယ်။နိုဝင်ဘာ10ရက်84နှစ်ပြည့်သမရာကြီးဦးဝင်းမြင့်ရဲ့မွေးနေ့ရှင်မပါတဲ့မွေးနေ့ပွဲတွေကိုကျင်းပကြတော့မှာဖြစ်ပါတယ်။ တရှိန်ထဲမှာပဲຫນွေဦးတော်လန်ရေးတောက်ပွဲအရှိန်တွေလည်းမြင့်တက်လာနေပါပြီ။ပြည်သူအောင်ပွဲနဲ့အတူသမရာကြီးဦးဝင်းမြင့်ဒေါန်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးကလည်းနီးလာပါပြီ။ပြည်သူသမရာလွတ်မြောက်ရမည်။သူငါညီမျှတိုက်နေကြပြီ။အောင်ပွဲတီကမဝေးတော့ပြီ။84မွေးနေ့ရက်မှာဘာဝနာနဲ့ကြမ်းမစေကြောင်းစုမုံကောင်းတောင်းလိုက်ပါသည်တကား။ဆောင်းပါရှင်မောင်တူး